BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လင်းချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbc.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။မင်္ဂလာရှိတဲ့ညချမ်းချိန်ခါဖြစ်ကြပါစေခင်ဗျာ။စက်တင်ဘာလ29ရက် ။တင်းင်းလာညချမ်းတွေ့ BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်။ကျွန်တော်ဝီဖြိုးပါ။ကြောက်မဲကနေတန်တက် TNL ထွက်သွားပြီလို့ဒီဘက်ကနေပြောကြပါတယ်။ TNL ဘက်ကပြောတာကတဖက်ကတော့ဒီတာလွင်အာနယ်ထုစစ်စင်တာမျိုးတွေရှိတယ်။ဒီမှာတော့တိုက်ပါတယ်ခုခံကောက်ခွဲတောက်ခံဖို့ကတော့အနေငယ်တော့ခက်ခဲမယ်လို့တော့မြင်ပါတယ်။မကြောင်ခင်ဒီအကြောင်းအသေးစိတ်ကြားကြဖို့ရှိသလိုနိုင်ငံတကာဘက်ကကြည့်ပြန်ရင်လည်း Headlines are this idea that Hamas would release all the hostages. Gaza, they got some way up. These are the same. The Mullah Trump, Biola, John Bowman. Take the yacht, I'm going to go to the Renegade. Just set people, she need Come on. ဂါဇာရဲကစစ်ပွဲအဆုံးသတ်ရေးအမေရိကန်သမ္မတထရမ့်ရဲ့အစီအစဉ်သစ်ပါအသေးစိတ်အချက်အလက်တွေထွက်ပေါ်လာတဲ့ဒီကနေ့မှာပဲသမ္မတထရမ့်ဟာအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့ဝါရှင်တန် DC မြို့တော်မှာတွေ့ဆုံပါတယ်သမ္မတထရမ့်ပြောတဲ့အစီအစဉ်အသစ်ဆိုတာဟာအပိသက်သဘောတူမှုတွေရထားတာမျိုးမဟုတ်သေးဘူးဆိုပြီးအစ္စရေးဝန်ကြီးချုပ်ကဆိုပါတယ်သမ္မတထရမ့်ကတော့သူ့ရဲ့အစီအစဉ်ပေါ်မှာအာရဗ်ကမ္ဘာကခေါင်းဆောင်တွေထောက်ခံမှုပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ် တမလထရမ်ပြောတဲ့ခါစားအစီအစဉ်တစ်ချက်မှာဘလို့အချက်တွေပါဝင်တယ်ဆိုတော့ကို BBC ရဲ့အရှိလေပိုင်းဒေသဆိုင်ရာသတင်းတောက် Roland Ne ကအခုလိုပြောပါတယ် Headlines are this idea that Hamas would release all the hostages in the first 48 hours ဒီကအချက်တွေကတော့သဘောတူမှုရလာပြီဆိုရင်48နာရီအတွင်းတရားခံအားလုံးကို Hamas ကပြန်လွတ်ပါမယ် Israel တပ်တွေလည်းခါစားကမ်းမြောင်ကနေတဆင်ချင်းဆုတ်ခွာပါမယ်အနာဂတ်ခါစားအုပ်ချုပ်ရေးမှာ Hamas ရဲ့အခန်းကဏ္ဍရှိတော့မှာမဟုတ်ဘဲဒါကိုလည်း Hamas ဘက်ကလက်ခံထားတယ်လို့ဆိုပါတယ် ဂါဇာဂျက်ပြအစိုးရအဖွဲ့အနေနဲ့လည်းအဆင့်နှစ်ဆင့်ထားရှိပြီးဖွဲ့စည်းသွားလိုက်မယ်လို့ပြောသွားတာပါဒီတော့တမနာထွက်မြက်အစီအစဉ်ဆိုတာဂါဇာထဲမှာပါလက်စတိုင်းတွေဆက်ရှိနေနိုင်မှာဖြစ်ပြီးပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာရေးကိုလည်းဥတီထားတာတွေ့ရပါတယ် မြန်မာစစ်တပ်ဟာသူတို့ဖျက်ဆီးခဲ့တဲ့ရင်ဂျာကျေးရွာတွေနဲ့ရင်ဂျာတို့ရဲ့နေအိမ်တွေနေရာမှာစစ်ပဆိုင်ရာနေရာထိုင်ခင်းတွေအခြေခံအဆောက်အအုံတွေနဲ့အစားထိုးခဲ့တယ်ဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းပြသနေတဲ့သက်သေအထောက်အထားမျိုးတွေရထားတယ်ဆိုပြီးကုလသမဂ္ဂကဖွဲ့စည်းပေးထားတဲ့လက်လက်တဲ့စုံစမ်းရေးရန်ရအဖွဲ့ WIWM ကနေထုတ်ပြန်ပါတယ် အဲ့ဒီအဖွဲ့ရဲ့အစီအစဉ်ခန်းစာရရင်ဂျာကျေးရွာတွေရဲ့နေရာမှာစစ်စခန်းတိဆောက်တာမျိုးလမ်းတွေဖောက်တာမျိုးတွေအပြင်အဆောက်အုံတွေတိဆောက်ခဲ့ပြီးအခိုင်အမာကာငင်းစခန်းခြံဝင်းတွေနဲ့ရဟယင်စင်သက်ရကွင်းတစ်ခုလည်းတိဆောက်ထားခဲ့တယ်လို့ဆိုပါတယ်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တော်မှာရှိတဲ့ကုလသမဂ္ဂရုံးချုပ်မှာရင်ဂျာအကြက်တဲအပါဝင်မြန်မာနိုင်ငံတွေကလူနည်းစုတွေအရေးကုလသမဂ္ဂဥဆောင်တဲ့အစင်မြင့်အစီအွေကျင်းပဖို့တရက်လိုမှာပဲအခုလို WI WM အဖွဲ့ရဲ့အစီအစဉ်ခန်းစာထွက်ပေါ်လာတာဖြစ်ပါတယ် အဲ့ဒီအစင်ခံစားပါအချက်တွေနဲ့ပတ်သက်ပြီးမြန်မာစစ်တပ်ကတစုံတရာတုံ့ပြန်တာမျိုးမတွေ့ရသေးပါဘူး အမေရိကန်ပြည်တော်စုမစ်ရှိဂန်ပြည်နယ်မှာမော်မန်ခရစ်ယာန်ဂိုင်းရဲ့ church ဖခင်ကျောင်းတစ်ခုတည်းမနေ့တနင်္ဂနွေနေ့တုန်းကအဆူလိုက်အပြုံလိုက်တနင်းနဲ့ပြက်ခတ်တက်ဖြတ်ခံရမှုပေါ်ပေါက်ခဲ့ပါတယ်ဖခင်ကျောင်းလည်းမီးလောင်ခဲ့ရပါတယ်ဒီကနေ့မနေ့မိုးလင်းစမှာပဲရက်တက်ဖွဲ့ဟာအခင်းဖြစ်ရာနေရာမှာပိတ်ဆိတ်တိုက်ရှာဖွေတာတွေပြန်လည်စတင်ဖြစ်လုပ်ပါတယ်အခုလောလောဆယ်အထိရုပ်အလောင်း၄လောင်းပြန်လည်တွေ့ရှိထားပြီဖြစ်ပါတယ်အပေပြက်ခတ်ဖန်စီရမိရဲ့တလက်သမားကျောင်းရက်တက်ဖွဲ့ကဘာပြောထားတယ်ဆိုတော့ကို BBC သတင်းတောက်တင်းနခရစ်ကအခုလိုဆိုပါတယ် Police say the shooter was a 40-year-old ex-Marine who served in the Vietnam War. ဟာအသက်40ရွယ် American Marine စစ်သားဟောင်းတယောက်ဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။လွန်ခဲ့တဲ့အနှစ်20ဒီဘာလုံးကအီရတ်မှာတောင်ဝင်ကျခဲ့ဘူးသူဒီအနည်းတဝိုက်မှာပဲနေထိုင်သူတူဖြစ်ပါတယ်။ဖခင်ကြောင့်အဆောင်အုံတွေကိုကားနဲ့တူးဝင်ခဲ့ပြီးတဲ့နောက်တနင်္ဂနွေနေ့ဝစ်ပြူဆူတောင်းမှုရာစုဝေးနေကြသူတွေကိုတနက်နဲ့ပြစ်ခတ်ခဲ့တာဖြစ်တယ်ဆိုပြီးပြောသွားတာပါ။ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းကိုကန့်ဒေသလောက်ကိုင်းမြို့မှာအွန်လိုင်းအလင်းညာဂိုင်းတွေကိုထိန်းချုပ်လောက်ကိုင်းခဲ့တဲ့နာမည်ကြီးဒုစရိုက်မိသားစုဂိုင်းဝင်16ယောက်ကိုတရုတ်တရားရုံးကတင်တယ်ချက်မှတ်လိုက်ပါတယ်။လောက်ကိုင်းမှာလူ၁၀ယောက်သေဆုံးခဲ့ရမှုအတွက်ဖြစ်ပါတယ်။အခုတင်တယ်ချခံရသူတွေဟာလောက်ကိုင်းကနာမည်ပြည့်နဲ့ကြော်စောတဲ့မိသားစုကြီး၄ခုတည်းကမြည်မိသားစုဝင်တွေအပေါင်းဝင်သူတို့ရဲ့ဂိုင်းဝင်တွေဖြစ်ပါတယ်။ကွယ်လွန်သူကိုကန့်တထေးမြေလျှောက်ချမ်းရက်ပါမြေကော့ဖ်ရှင်နဲ့ မြည်ဖြစ်သူမြည်ကျင်းကျင်းတို့အခုတေးရန်ချခံရတဲ့အထဲပေါင်းဝင်ပါတယ်မြည်မိသားစုပေါ်လိန်လယ်မှုနိုင်ငံတကာအဆင့်လူသက်မှုလူတွေကိုတရားမဝင်ဖမ်းချုပ်မှုလောင်ကစားဝိုင်းထောင်မှုမူရစ်မှောင်ခိုကုန်ကူးမှုတွေနဲ့တရုတ်အစိုးရကဖမ်းဆီးတရားစွဲဆိုခဲ့ပြီးတဲ့နောက်နှစ်နှစ်နီးပါးအကြာမှာအခုလိုပေးရန်တွေချမှတ်လိုက်တာဖြစ်ပါတယ် ဗီယက်နမ်နိုင်ငံထဲမှာတော့ဘွယ်လွားရီလို့နာမည်ပေးထားတဲ့အင်အားပြင်းတိုက်ဖုန်းမုန်တိုင်းဝင်ရောက်ခဲ့တဲ့အတွက်ပေဆုံးသူ၁၀ယောက်ထက်မနည်းရှိခဲ့ပါလေ။အိမ်တွေရာပေါင်းများစွာထိခိုက်ပျက်စီးခဲ့ရသလိုရေကြီးရေလျှံတာတွေလည်းစိုးစိုးရွားရွားပေါ်ပေါက်လာခဲ့ပါလေ။ကုန်းမော်ကူမုန်တိုင်းမဝင်ခင်ကတည်းကကံယုံလန်းတလွားမှာနေထိုင်ကြတဲ့လူထောင်ပေါင်းများစွာကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါလေ။ဖိလစ်ပိုင်နိုင်ငံထဲမှာလည်းလူတွေပေခဲ့ရတဲ့အထိဖြစ်ခဲ့တဲ့အဲ့ဒီဘွယ်လိုက်တိုက်ဖုန်းမုန်တိုင်းဟာဖိလစ်ပိုင်ကနေဗီယက်နမ်နိုင်ငံထဲဝင်ရောက်လာခဲ့တာဖြစ်ပါလေ။ ပြီးခဲ့တဲ့စနေတနင်္ဂနွေကပဲလာအိုနိုင်ငံထဲကိုဝင်တဲ့အခါမှာတော့တိုက်ဖုန်းဟာအင်အားပြော့သွားခဲ့ပြီဖြစ်ပါလေ။ အရင်ဆိုဗီယက်ယူနီယံအစိပ်ပိုင်းအရှေ့ဥရောပနိုင်ငံဖြစ်တဲ့မော်ဒိုဗာနိုင်ငံမှာတော့ပါလီမန်ရွေးကောက်ပွဲကျင်းပခဲ့တာမှာဥရောပသမဂ္ဂ EU ပေါ်မှာလိုလားတဲ့အမျိုးသမီးသမ္မတမိုင်ယာဆန်ဒူးရဲ့ပါတီအပြတ်သက်အနိုင်ရသွားပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမကြုံစဘူးကိုရုရှားရဲ့ဆွတ်ဖက်မှုတွေရှိခဲ့တဲ့ကြားကပဲမော်ဒိုဗာဒီမိုကရေစီဘက်မှာပြက်ပြက်သွားသွားယက်တီပြခဲ့တာဖြစ်တယ်ဆိုပြီးပြင်သစ်ဂျာမနီနဲ့ပိုလန်နိုင်ငံတွေကခေါင်းဆောင်တွေကအပီးပီးချီးကျူးဂုဏ်ပြုပြောခဲ့ပါတယ်အခုလို EU ဘက်ရင်းတဲ့ပါတီပြက်ပြက်သွားသွားနိုင်ပြီးညုံမောင်းဖွဲ့စရာမလိုတော့တဲ့အတွက် EU အဖွဲ့ဝင်ဖြစ်လာရေးကိုမော်ဒိုဗာအစိုးရသက်ဆက်လက်ဆောင်ရွက်လာဖို့ရှိပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ် Facebook, YouTube, Instagram နဲ့ Viber မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနိုင်ပါတယ်။ BBC TV စီစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။တော်တော်ရှင်များခင်ဗျာခုလိုသတင်းလွှာဒီဘက်ကိုဆက်ရအောင်ပါ။ရှမ်းပြည်နယ်ကြောင်မဲမြို့ဤတဝိုက်မှာစစ်တပ်နဲ့တရံအမျိုးသားလူမျိုးရေးတပ်မတော် TNL ကြားတိုက်ပွဲတွေပြင်းထန်နေပြီးကြောင်မဲမြို့ထဲကနေပါ TNL တပ်တွေစုခွာမှုရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမြေပြင်မှာစစ်အခြေအနေတွေနဲ့ပတ်သက်လို့ DNL ဘက်ကရောဘလို့တုံ့ပြန်ပါသလဲကိုမိုးမြင့်ပြောပြထားပါတယ် DNL တန်းတက်ဟာသူတို့ထိ ंछ ုတ်ထားတဲ့ကြောင်မဲမျိုးတွေကတရားရုံးရဲစခန်းနဲ့ဌာနဆိုင်ရာရုံးတွေမှာရှိတဲ့ဆိုင်းဘုတ်တွေနဲ့အလံတွေကိုပြီးခဲ့တဲ့နှစ်ရက်လောက်ကလေးကဖြုတ်သိမ်းလိုက်ပြီးတပ်ဖွဲ့ဝင်တချို့လည်းမရှိတော့ဘူးလို့ဒေသခံတွေကပြောပါတယ်ကြောင်မဲကနေတီဘောမျိုးပဲအထွက်ကဒိုးဂိတ်နေရာမှာ TNL တပ်ဖွဲ့ဝင်တချို့ရှိနေပေမဲ့မြို့ထဲမှာတော့ TNL ရဲတပ်ဖွဲ့ဝင်အနည်းငယ်ကိုပဲတွေ့ရတယ်လို့ဒီနေ့မြင်တွေ့ရတဲ့အခြေအနေပေါ်ဒေသခံတူက BBC ကိုပြောပါတယ် မနေ့ကလည်းမိုင်းတင်းရွာအပြင်ဘက်စစ်တပ်ဝင်လာမဲ့လမ်းကြောင်းမှာထားရှိတဲ့ TNL ရဲ့အရန်ကာကွယ်ရေးဂိတ်ကိုရွာသားတွေကဖယ်ရှားခဲ့ပါတယ်။အဲ့ဒီအခြေအနေကိုသိသူကတော့ရွာအနီးနားမှာ TNL တပ်စခန်းရှိရင်လေရင်နဲ့ဘုံကျဲမှာကိုစိုးရင်ပြီးဖယ်ခဲ့တာလို့ပြောပါတယ်။ TNL ပြောခွင့်ရလွေးရည်ဦးကတော့ TNL အနေနဲ့အကြောင်းမဲမျိုးကနေစုတ်ခွာတာမျိုးမရှိသေးပေမဲ့တောင်းခံနိုင်မှုခက်ခဲတယ်လို့ BBC ကိုပြောပါတယ်။ ချင်းနေသတော့ရှုပ်ထွေးပါတယ်နံပါတ်၁ချက်ကတော့ပြောတဲ့အတိုင်းပါပဲတစ်ဖက်ကတော့ဒီတာလွင်အားနဲ့ထိုးစစ်စင်တာမျိုးတွေရှိတဲ့လူအရင်မြစ်ပဲပြောမလားပြီးတော့လက်လက်အရင်မြစ်ပဲပြောမလားဒါကတော့တာလွင်နေတာတကြောင်ပေါ့နော်နောက်တစ်ခုကတော့ data ခံလူထူးရဲ့ပါဝင်မှုပေါ့နော်အဆိုတော့ company ကလူမျိုးဆိုဒီ အလုံးချုပ်ရေကိတ်တွေဖျက်ခံရတာမျိုးတွေရှိတယ်။အဲဆိုတော့ကဒီလိုမျိုးကကျမတို့အတွက်ပါဒီခုခံကောက်ွဲတောက်ခံဖို့ကတော့အနည်းငယ်တော့ခက်ခဲမယ်လို့တော့မြင်ပါတယ်။စစ်တပ်ဟာကြောင်မဲကိုပြန်သိမ်းနိုင်ဖို့မိုင်းလုံလမ်းကြောင်းနဲ့စခန်းသာဘက်ကနေပါ ဖြန့်ပြီးဝင်နေတာကိုစစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။မိုင်းလုံလမ်းကိုအသုံးပြုတာကမိုးကုတ်သွားမဲ့လမ်းကိုကြောင်မဲမျိုးမဝင်ခင်ကတည်းကပိတ်ဆို့လိုက်တာ ဖြစ်တယ်လို့ CDN ဗိုလ်ကြီးစင်ရော်ကပြောပါတယ်။ကြောင်မဲဟိုရပြီဆိုရင်တော့ ကြောင်မဲရနဲ့ကျွန်တော်တို့မိုးကုတ်မိုးမိတ်ကိုသွားတဲ့လမ်းကျော်ရှိတယ်ပြီးရင်ကျွန်တော်တို့အတွင်းထဲပေါ်တော့နမ်ဆန်မန်တုံထိပါလမ်းကြောင်းရှိတယ်ဆိုတော့ကြောင်မဲကိုထိုင်လိုက်ပြီဆိုရင်တော့ TNL တွေနဲ့ပူပေါင်းဖွဲ့တွေကတဖြည်းဖြည်းနဲ့သူတို့ဘောင်းကျင့်သွားတဲ့အနေအထားမျိုးကိုသွားတွေ့ရတယ်ကြောင်မဲကိုတော့နိုင်များများတော့ခံနိုင်တော့မဲ့အနေအထားမျိုးတော့မရှိတော့ဘူးလို့တော့သုံးသပ်ရတယ်ဗျစုံမယ်ဆိုရင်တော့တီဘောပဲစုံရမှာပဲ ဒီနေ့နေ့လယ်ပိုင်းမှာစစ်တပ်ကကြောင်မဲမြို့နဲ့တမိုင်ကျော်လောက်ပဲဝေးတဲ့ခုံမုံရွာအထီကိုရောက်လာပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေကပြောပါတယ်။တရုတ်ရဲ့ဂျောင်းဝင်မှုနဲ့စစ်တပ်နဲ့ DNL တွဲဆုံချင်းက DNL သိမ်းထားတဲ့မိုးကုတ်မိုးမိတ်နောင်ချိုတီဘောကြောင်မဲမြို့တွေကိုပြန်လည်ပေးအပ်ဖို့တောင်းဆိုထားပြီးမဲ့ DNL ဘက်ကမလိုက်လျောခဲ့ပါဘူး။အဲဒီနောက်ပိုင်းစစ်တပ်ကလေကြောင်းကရောမြေပြင်ကပါဇက်တိုက်ထိုးစစ်ဆင်လာတာဖြစ်ပြီးနောင်ချိုကိုပြန်သိမ်းခဲ့တယ်လို့အခုလဲကြောင်မဲမြို့နာထီရောက်လာတာဖြစ်ပါတယ်။ တခါစကိုင်းတိုင်းစလင်းကြီးမြို့နယ်တွေကနမဲကျော်တရုတ်ကျင်းဒီစီမံကိန်းရှိတဲ့နေရာတွေအထိပြီးခဲ့တဲ့ရက်ပိုင်းဘုံတွေကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်ထုတ်လို့ရလုပ်ငန်းစဉ်တွေရပ်နားထတယ်လို့ဒီဘက်ကတွေနဲ့ဒီဘက်ကဝေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်စစ်တပ်ကလုံချိုးကြီးတင်းကျပ်ထားတဲ့အဲ့နေရာမှာဘလို့ပုံစံမျိုးပြစ်ခတ်တိုက်ခိုက်မှုပေါ်ပေါက်လာပါသလဲလက်ရှိမှာရောဘလို့အခြေအနေရှိနေပါသလဲကိုစရာထွန်းစူးစီးပြောပြထားပါတယ် တရုတ်ဝန်ပောင်ကုမ္ပဏီနဲ့မြမစီပွားရေးဥပိုင်လီမိတက်တို့ဖက်ဆက်လုပ်ကင်နေတဲ့ဂျင်းနီစီမံကိန်းဝင်းတွေကရန်စီကုမ္ပဏီနေရာကိုလက်လုံရော့ကတ်ဘုံ6လုံးနဲ့အပစ်ခံရတာပါစက်ရုံတွေအနီးမှာလေးလုံးကြားရောက်ပတ်ကွယ်ပြီးတော့မြေစာဘုံနဲ့ကုမ္ပဏီအဆက်မှာနှလုံးကြားရောက်ပတ်ကွယ်ခဲ့တယ်လို့စလင်းကြီးဒေတာကကွေတပ်ဖွဲ့တွေကပြောပါတယ်အလုတ်ဆိုင်နားနေချိန်မှုအထိခိုက်ပျက်စီးမရှိခဲ့ပေမဲ့ဝမ်ပောင်နဲ့ရန်စီဂျင်းနီထုတ်လုပ်ရေးလုပ်ငန်းစဉ်တွေယာယီရပ်ဆိုင်ခဲ့တယ်လို့ဆိုပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအဲ့ဒီစီမံကိန်းထဲမှာ စစ်တပ်ကလုံခြုံရေးအများအပြားချထားတာလို့ဒေသခံတွေကပြောကြပါတယ်။စီမံကိန်းနဲ့အပြစ်ခံရပြီးတဲ့နောက်ပိုင်းစစ်တပ်ဘက်ကလည်းပြန်လည်ပြစ်ခတ်တာတွေရှိတယ်လို့ဇလင်းကြီးဒေသခံတဦးကအခုလိုပြောပါတယ်။အမလီအိုက်ဖြစ်ရှင်ဖြစ်တဲ့နေ့ကလည်းဒါသာကန်နစီနဲ့လုံခြုံရေးပကင်းနေပတ်တဲ့အကြီး60စင်ကြောင်းယူပြီးတော့အဲ့ဒီမိခိုးမြင်တဲ့ဘက်ကိုလှမ်းပြီးတော့လက်နက်ကြီးနဲ့ပြန်ပစ်တဲ့အနေထားရင်ရှိတယ်။ဒီနေ့ချိန်ထိရမှာပြူပစ်တဲ့နေ့ကပစ်တယ်ပါရာမော်တာပါတက်တယ်နမခါကနေပါရာမော်တာတက်တယ်။ဒီကြောင်တိုက်ခိုက်မှုနှစ်ကြိမ်ပေါ့။သိရမှာမဟုတ်ဘူးအဲ့ဒီကုမ္ပဏီ CEO အဲ့ဒီနားမှာဒီဘက်ကဒီဒိုလိုင်းစုဖွဲ့တွေအကြီးအကြီးနဲ့ပြစ်မဲ့ခြင်းတဲ့နေရာတွေပေါ့ဟုတ်ဒေတာကကွေးအဖွဲ့နဲ့နှီးဆက်သူတွေကတော့ဂျင်းနီစီမံကိန်းနဲ့အခုလိုပြစ်ခတ်ခံရတာဟာတော်လန်ရင်ဖွဲ့တွေဘက်ကလှုပ်ဆောင်တာလို့ဆိုပေမဲ့ဘယ်အဖွဲ့ကလှုပ်လဲဆိုတာအတိအကျမသိရသေးဘူးလို့ဆိုပါတယ်ဂျင်းနီစီမံကိန်းကတထုတွေတည်ယူပို့ဆောင်ရမှာစစ်တပ်တွေမကဒေတာကကွေးအဖွဲ့တချို့ကပါလုံခြုံရေးယူပေးနေပြီးတော့ သွားခွင့်ပေးနေတာကြောင့်အခုလိုပြစ်ခတ်မှုပေါ်ဘယ်အဖွဲ့ကလာတားမလဲသိကျင်နေကြတာလို့ဆိုပါတယ်မြေပြင်အခြေအနေသိရှိပြီးတော့ဒေသကကွေအဖွဲ့နဲ့နှီးဆက်သူတူပြောပြတာကအဲ့ရတန်တော့အောင်လို့မို့ပြစ်ခတ်မှုတွေလုံးလိုက်လို့ရှိရင်လာပြီးတော့သူကတားမလဲပေါ့လက်လက်ကြီးတဲ့ပြစ်ခိုင်းတဲ့အချိန်ဒီပလိုင်းမကဘယ်အဖွဲ့ကလာတားမလဲပေါ့အဲ့အဲ့ဒါပြီးဖို့တည်းဒါဟိုပြောရင်ဖိုင်ဝါချက်တွေပေါ့လို့ဒီဝမ်မကုန်းနဲ့ဒီအင်အားစုကောင်တွေမှ ဖာကြီးကိုယူပြီးတော့ဒီဟာကိုလဲပတ်စီသလားဘာလားဆိုတဲ့ဟာကိုပေါ်လွန်ဖို့လို့နားတော့ပြီးခဏစင်တန်အာနာသိန်းတဲ့နောက်ပိုင်းဂျီနီထုတ်လုပ်ရေးစီမံကိန်းကမြန်မာလုံသားအများစု CDM ဝင်ခဲ့ကြလို့လုပ်ငန်းတွေရနာတဲ့အထိဖြစ်ခဲ့ရပါတယ်ဒါပေမဲ့လုံခြုံရေးနဲ့စာဝတ်နေရေးအခက်ခဲကြောင့် CDM ဝင်တဲ့သူတွေကတဝက်ကျော်အလုပ်ပြန်ဝင်ခဲ့ကြတာကြောင့်အခုနှစ်ဆန်းပိုင်းမှာမှဂျီနီစီမံကိန်းလုပ်ငန်းတွေပြန်လည်လည်ပတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ကရဲဘင်္ဂလားဒေ့ရှ်နိုင်ငံပချံစစ်တကောင်းတောင်တန်းဒီပတ်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားမရမာကြီးလူမျိုးအမျိုးသမီးငယ်တယောက်အရမကျက်ခံခဲ့ရတာကိုအနာပိုင်းတွေဘက်ကထိရောက်တဲ့အရေးယူမှုတွေမရှိဘူးဆိုပြီးဆန္ဒပြကြလာကနေဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ကြားထိတွေ့မှုတွေဖြစ်လို့လူသေဆုံးရတဲ့အထိဖြစ်ခဲ့ပါတယ်ဆန္ဒပြပွဲတွေဟာဒီကနေ့အထိဆက်ရှိနေပါတယ်ပြည်တွင်းပြည်ပခန့်တွေကြောင့်မြန်မာနိုင်ငံကနေဘင်္ဂလားဒေ့ရှ်ဘက်ကိုရွှေ့ပြောင်းနေထိုင်သူတွေလည်းအခုပေါ်ပေါက်လာနေတဲ့အခြေအနေတွေပေါ်စိုးရိမ်မှုတွေရှိနေပါတယ်မတူစွာလင်းဆက်ပြီးပြောပြပေးပါမယ် စစ်တကောင်းတောင်တန်းဒေသခကရာစာရီခရိုင်ဂွီမာရာမြို့နယ်မှာစက်တင်ဘာလ24ရက်နေ့ကဘင်္ဂါဒေ့ရှ်နိုင်ငံသားရခိုင်မျိုးနွယ်စုဝင်မာရာမာကြီးလူမျိုးအသက်12နှစ်အရွယ်ရှစ်တန်းကျောင်းသူကိုဘင်္ဂလီလူငယ်၃ဦးကဖမ်းဆီးခေါ်ဆောင်အထမပြုကြည့်မိလေကွင်းထဲကိုစွန့်ပစ်ခဲ့တာလို့ ဲ့ဒီဒေသမှာနေထိုင်သူတွေကပြောပါတယ်ဒီအပေါ်အရေးကြီးဆောင်ရွက်တာမျိုးမရှိတဲ့အတွက်တရားမျှတမှုတောင်းဆိုရာကနေဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့တာပါဆန္ဒပြသူတွေနဲ့ဘင်္ဂါဒေ့ရဲတပ်ဖွဲ့အကြားပြိပခတ်တွေဖြစ်ခဲ့ပြီးပြစ်ခတ်ခဲ့တာကြောင့်မရမလူမျိုး၃ဦးသေဆုံးခဲ့တယ်လို့အယောက်၄၀လောက်ဒဏ်ရာရရှိခဲ့တယ်လို့နှိစက်သူတွေကပြောပါတယ် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးပါဝင်ဆန္ဒပြခဲ့တဲ့ចောင်းသားတဦးပြောတာကိုဘာသာပြန်ဖတ်ပေးထားပါတယ်ကျူးလွန်တဲ့သူကတော့မရှိဘူးရဲတွေအဲ့ဒီတရားကိုပဲဖမ်းနိုင်တယ်နှစ်ယောက်ကလွတ်နေသေးတယ်အဲ့ဒါကြောင့်ဂျမားចောင်းသားတို့ကဆန္ဒပြဖို့လုခဲ့တာအဲ့ဒီအချိန်မှာဆက်တက်ရောက်လာပြီးတော့ရွေးစကားမှုတွေဆက်ဖြစ်တော့တာပဲဒီပိပခကြောင့်စစ်တကောင်းတောင်တန်းဒေသကဘင်္ဂါရစ်နိုင်ငံသားရခိုင်မျိုးနွယ်စုတွေရဲ့နေအိမ်တချို့နဲ့ဈေးဆိုင်တွေအတော်များများလဲမီးရှို့ခံခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီမှာပြုကျင့်ခံရသူတွေရဲ့ဖခင်ကတော့ခါကရာစာကြီး စာဒါယက်စကမ်မှာအမှုဖွင့်တိုင်ကြားထားသလိုကျူးလွန်မှုမှာပါဝင်သူတအူးကိုလည်းစက်တင်ဘာ25ရက်နေ့မှာရဲကဖမ်းဆီးမိထားတယ်လို့ပြောပါရယ်ဘင်္ဂါဒက်စ်ပြည်ထဲဝင်ကြီးဌာနကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါရယ်ရခိုင်စစ်ပွဲနဲ့အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာကနေနေရစွန့်ခွာပြီးဘင်္ဂါဒက်စ်နိုင်ငံဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေထိုင်သူတွေဟာအခုဖြစ်တဲ့ပြည်ပခန့်တွေကြောင့်သူတို့တွေပေါ်ရိုက်ခတ်မှုရှိလာမှာကိုစိုးရိမ်နေရတဲ့ပေါ်မြန်မာစစ်ရှောင်တအူးပြောတာက ဒီမှာနေတဲ့သူတွေအကုန်လုံးကအကွက်ရမင်းဖြစ်နေတယ်အများကြီးဆိုရင်ကြောက်လဲနေရတာပေါ့လေဟိုဒီနိုင်ငံသားလည်းမဟုတ်ဘူးပတ်သက်စကားနဲ့နေမြေလေးမချွင်းချင်တော့တွေဒီအထိမှဒီအမျိုးသမီးတွေကလေးတွေလေးပါတော့ပိုးဆိုးတာပေါ့ပြီးခဲ့တယ်2019ခုနှစ်ကလည်းလူမျိုးရေးပြစ်ခတ်တွေကြောင့်ရခိုင်ပြည်နယ်ကရိုဟင်ဂျာလူမျိုးသိန်းနဲ့ချီဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်စစ်တကောင်းတောင်တန်းဒေသဟာဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းပြည်နယ်မှာရှိတဲ့ဒေသတစ်ခုဖြစ်ပြီး မြန်မာအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံနဲ့ဆက်မှာတည်ရှိပါတယ်စစ်တကောင်းနေတာမှာမရမာလူမျိုးစုတွေပါဝင်လူနည်းစုအုပ်စုဆက်တခုလောက်ကိုဌာနေလူနည်းစုတိုင်းသားတွေဖြစ်ဘင်္ဂလားဒေ့ရှ်အစိုးရကသတ်မှတ်ထားပါတယ်မရမာလူမျိုးတွေဟာရခိုင်ဌာနေမျိုးနွယ်စုတွေမှာပါဝင်ပြီးအများစုဟာဘင်္ဂလားဒေ့ရှ်နဲ့နယ်စပ်မောင်တောမြို့နယ်တွေမှာအခြေချနေထိုင်နေကြတာဖြစ်ပါတယ်ရှင်တော်ရရှင်များခင်ဗျာဒီညတွေ့ BBC မြန်မာပိုင်းရေဒီယိုအစီအစဉ်တွေကိုတော့ဒီမှာပဲအဆုံးသတ်ခွင့်ပြုပါတော်ရရှင်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ BBC season ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။